တငယ်ချင်းများအားလုံးမင်္ဂလာပါဒီနေ့တော့ငါးချင်းစန်းဆုပ်ပြုတ်လေးကျွန်တော်ဒီနေ့လှုပ်ရှားမယ်ဒီမှာရေကြတော့ခက်မြင်များလေးပေါ့နော်ကျွန်တော်ဒီမှာတုံးထားပါမယ်ပြီးရင်သူ့ထဲမှာကြက်တာမုတ်လေးအနေငယ်ထည့်ပါမယ်နော်ကြက်တာမုတ်တစုံပါနော်ကြက်တာမုတ်တစုံထည့်ပါမယ်ပြီးလို့ရှိရင်ကြက်တုံနီးဒီမှာထည့်ပါမယ်ဒါလေးတွေကတော့ပတဲကောရဲ့ဆက်ပလင်ရဲ့ရှောက်ဘလူးရွက်လေးတွေပဲဖြစ်ပါတယ်နော် ပြီးရင်ဒီနေရာမှာကျွန်တော်တို့ဒီပဒဲကောရဲ့စပလင်၄ရဲ့တွေကိုဒီမှာထည့်ပေးလိုက်ပါเนาะထည့်ပေးပြီးပြီဆိုရင်ငားကတော့ကျွန်တော်ဒီမှာပန်းင်းငားကိုကျွန်တော်ဒီမှာသုံးထားပါမယ်ပန်းင်းငားနှစ်ကောင်ပေါ့เนาะကျွန်တော်ဒီမှာသုံးထားပါမယ်နှစ်ကောင်ကျွန်တော်ဒီမှာအားလုံးကိုထည့်ပြီးတော့ပြုတ်လိုက်ပါမယ်เนาะဒီနေရာမှာငားလေးတွေနူးသွားတဲ့အထိပေါ့เนาะအချိန် ခက်ကြကြလေးပေါ့เนาะဒီနေရာမှာပြုတ်ထားပေးလိုက်ပါနူးလာပြီဆိုလို့ရှိရင်ကျွန်တော်ဒီမှာ shop blue ရက်ထည့်ပါမယ် shop blue ရက်ထည့်ပြီးပြီဆိုရင် ခယန်းချင်းတီလေးကျွန်တော်ဒီမှာထည့်ပါမယ်ခယန်းချင်းတီကြတော့ခယန်းချင်းတီအလုံးခတ်တဲ့တီလေးပေါ့နော်ကျွန်တော်ဒီမှာတုံးထားပါတယ်ခတ်မြမြလေးတုံးပါနော်ခယန်းချင်းတီဒီမှာခတ်မြမြလေးတုံးထားပါတယ်ပြီးရင်တော့ကျွန်တော်ဒီမှာအရသာမုတ်လေးထည့်ပါမယ်အရသာမုတ်ဒီမှာထည့်ပြီးပြီဆိုလို့ရှိရင်ငံပြရေးကျွန်တော်ဒီမှာထည့်ပါမယ်နော်ဒီနေရာမှာစားကျွန်တော်လုံးဝမတုံးတော့ပါဘူးเนาะ။ဘာကြောင့်လဲဆိုတော့စားတုံးလိုက်လို့ရှိရင်ကိုယ့်ရဲ့ဟင်းကျိုးလေးကငန်သွားမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဒီမှာစားအစားငန်ပြရည်ပဲတုံးထားတာဖြစ်ပါတယ်။ ပြီးတော့အားလုံးကိုဒီမှာနေရာအနှံ့ပေါ့နော်ရောပြီးတော့မှုေပေးလိုက်ပါနော်ပြီးလို့ရှိရင်ငရုတ်ဒီအမဲ့ပေါ့နော်ထောင်းနာတာလေးတွေကိုဒီမှာထည့်ပါမယ်ခက်ဆက်ဆက်စားခြင်းရင်တော့ထည့်ပါနော်တကယ်လို့ကိုကငရုတ်ဒီမစားဘူးမကြိုက်ဘူးဆိုလို့ရှိရင်လည်းမထည့်ပါနဲ့နော်ပြီးရင်တံမြာဒီထည့်ပါမယ်ညှစ်ထည့်ပါမယ်နော်တံမြာဒီအရေးခက်ချွှဲလေးညှစ်ထည့်ပါနော်တံမြာဒီနေရာမှာ ready made တံမြာဘူးလေးတွေမတုံးပါနဲ့နော် ready made တံမြာဘူးကစားလို့မကောင်းပါဘူးနော်အရသာမရှိပါဘူးဒါကြောင့်မို့တံမြာဒီစစ်စစ်ပဲတုံးပေးပါနော် ဒါဆိုလို့ရှိရင်အရန်ကိုစားလို့ကောင်းပြီးအရတာရှိတဲ့ငါချင်းဆက်စုပ်ပြုတ်လေးရပါပြီเนาะတငယ်ချင်းတို့ကြကြမလို့ကျွန်တော်ထင်ပါတယ်လိုက်ပြီးတော့လှုပ်ရှားကြည့်ကြပါဦးเนาะ